မင်္ဂလာပါ channel msn ပါ finance saver ပွဲပေါ်အမြင်လိုရင်းမဲ့ပြောမယ်အားလုံးထင်ထားကြသလို bruno ကိုလလွယ်နဲ့အနိုင်ယူနိုင်မယ်ဆိုတော့မဟုတ်ဘူး bruno ကအသက်35ရှိနေပေမဲ့ကြံပါသေးတယ်နှစ်ချီလောက်ထိတော့တက်လုံအလုံလောက်နဲ့ယုံနိုင်ပါသေးတယ်နောက်ဆုံးအချီရောက်မှသာနည်းနည်းကြလာတတ်တာပါရှင်းနှစ်ချီမှာကိုရီ van ထက်တာနေတဲ့အချက်တွေကပါဝါပိုင်းမှာ van က ufc ကိုစရောက်တဲ့ကတပွဲပဲအလဲထိုးနိုင်ပါသေးတယ်ကျန်တာတွေက decision တွေနဲ့ကြီးပါပဲ အများက decision fighter လို့တော့မှပြောနေကြပြီ။ Bruno ကကြတော့သူရှုံးရင်လည်းအလဲထုံးနဲ့ပဲရှုံးမယ်။နိုင်ရင်လည်းအလဲထုံးနဲ့ပဲနိုင်မယ်ဆိုတဲ့ပုံစံမှာ risk you be sorted တဲ့ Mayu ရဲ့ sand နဲ့ street fight လိုမျိုး sorted တဲ့ညာလက်က power တော်တော်လေးပါပါတယ်။ညာအပကက် overhand right right hook တွေကထိတာနဲ့ကျနိုင်လောက်တဲ့ power တွေထွက်တယ်။ချားကျွန်စင်က van ကိုထိုးသွားတဲ့ upper cut shot မျိုး ထိုးနိုင်တယ်။ဒဲကိုလည်းအဆုံးထိဝင်နိုင်တယ်။ချားကျွန်စင်ဆော့တဲ့ ခက်ကြက်ကြက်ဝင်တဲ့ပုံစံမျိုးကဘရိုနိုဆောင်းဟန်းကြိုက်တဲ့ပုံစံပါကောင်နာပုံစံဆော့တယ်ထင်ရပေမဲ့ဖိုက်တာစစ်စစ်ပါ BJJ နဲ့လည်းအသက်ငယ်တုန်းကအတိုင်းအတာတစ်ခုထိကြံပြခဲ့ပါသေးတယ်30ကျော်တဲ့နောက်ပိုင်းမှသာ striking ဘိုင်းနဲ့ပဲဆော့တော့တာပါဒါကဖိုက်တာအများသူကဒီတိုင်းပါပဲအချင်းချင်းပြန်ပြောရရင်ဘရိုနိုမှာဖန်ကိုအလဲထုံးနိုင်လောက်တဲ့အချက်တွေတွေ့တယ်ပါဝါတွေတွေ့တယ်ဖန်ထပ်ပိုတာတဲ့အပိုင်းတွေလည်းရှိတယ်ဇာပိုင်းကလည်းမနေဘူးချားကျော်စင်ထိုးပြသွားတဲ့ပုံစံမျိုးဘရိုနိုရှယ်ထိုးတတ်ပါတယ် ကျွန်တော်ပြောပြသားပါဒီအချက်ကိုတော်တော်လေးဂယူဆိုင်ပြီးတော့ကင်တွယ်နိုင်ရပါမယ်ဖိုင်ရဲ့အသားချက်ကိုလည်းပြောမယ်အသက်23ပဲရှိသေးတော့ငဲကုံအရှိဆုံးအရွယ် decision fighter ဖြစ်နေလို့အမားနဲ့မဲ့စိတ်ရှည်တဲ့အမတ်ယူတတ်တဲ့ဘရူနိုကလည်း30နောက်ပိုင်းမှာ striking ဘိုင်းမဲ့အသားနေပြီမို့လို့နှစ်ယောက်လုံးကရှင်မဲ့ထိုးပါလိမ့်မယ် striking ဘိုင်းပို့သွားမယ်ပွဲပါတခုတော့ရှိတယ်ဘရူနို save ကပီဂျီဂျီဘိုင်းမနိုင်တဲ့သူမို့လို့ ground ဘိုင်းကို second plan အနေနဲ့ပြင်ဆင်လာပါလိမ့်မယ်ဖန်ကတိတ်တောင်း defend ကောင်းပါတယ်သို့တော့ဂျူရို clinch တိတ်တောင်းတွေကိုသိမ့်မရဘူး ground ပိုင်းရောက်တာနဲ့ချက်ချင်းပြန်ထနိုင်ဖို့လိုမယ်။ BJJ သမားတယောက်ရဲ့ submission transition တွေကို fan အနေနဲ့လည်းကောင်းတာပြန်ပြီးတော့ legend ထားနိုင်ရမယ်။ defend လောက်ထားနိုင်ရမယ်။အဲ့ဘက်ပိုင်းလည်းပြင်ဆင်လာဖို့လိုတယ်။ဒီဘွဲအတွက်အဓိက point ဒီစစ်ရှည်ရပါမယ်။အယုံဆိုင်နိုင်ရပါမယ်။တစ်ချက်ဆိုတစ်ချက်ပြိုင်ဘက်ကထိုးလာတဲ့ power လက်သီးတွေကိုအကောင်းဆုံးကင်တွယ်နိုင်ရပါမယ်။ risk to လုံးတူတောက်တူမို့လို့ physical ပိုင်း ထဲတွက်နေစရာမလိုပေမဲ့ speed နဲ့ power ဘိုင်းကိုကင်တွင်နိုင်ရင် van နိုင်ပါလိမ့်မယ်မဟုတ်ဘူးဆိုရင်တော့အလဲထိုးနဲ့ရှုံးနိုင်တဲ့အနေအထားတွေတွေ့ထားပါတယ် bruno silva နိုင်ရင်နှစ်ချီအတွင်းအလဲထိုးသို့မဟုတ် submission နဲ့ပဲနိုင်လိမ့်မယ်အလဲထိုးနဲ့ဆိုရင်ညာလက်နဲ့ပဲနိုင်လိမ့်မယ် van နိုင်ရင်နှစ်ချီနဲ့သုံးချီနောက်ပိုင်းနိုင်ပါလိမ့်မယ်ဒုတိယချီကိုကျွန်တော်တို့50 50 round ဖြင့်တတ်မှတ်လိုက်ပါနှစ်အောင်လုံးတွယ်အခွင့်ရေးရှိတယ်အမှန်ဆုံးဖြတ်ကိုရောက်ရင် van တာပါလိမ့်မယ် van အတွက်ဒီပွဲရဲ့အဆုံးဖြတ်ကစိတ်ရှင်မှုနဲ့အာယုံစူးဆိုင်နိုင်စွမ်းက အဖြေပါပဲပေါ့ဂျေဘရိုနို4.905 van 1.177ဖော်ပြထားပါတယ် van အထက်ကြီးပါဒါပေမဲ့ဂယုစိုက်နိုင်ရပါမယ်ဟုတ်ကဲ့ကျွန်တော်နေရောတာပါ channel msn ပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ